ချင်းထောင်တွေကနှစ်ပေါင်း900တက်တန်းရှိရတနာတိုက်ချပုံတော့ဇလင်းဆမှာတော့တိတ်ခဏရဲထဲမှာတိဆောက်ထားတဲ့ချင်းထောင်ကိုမြင်တွေ့ရမှာပါအဲ့ကျင်းထောင်တွေကိုထောင်သားအစ်တွေလှိလို့ပြီးတော့ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီမှာ MU ဆိုတဲ့ထောင်သားအစ်တွေဟာငွေကြေးကြီးလေးသုံးစားလုပ်တဲ့ကိစ္စကြောင့်အခုလိုကျင်းထောင်တွေကိုရှောက်လာတာဖြစ်ပါတယ်။ ဒါကြောင့်အခုလိုတရားမဝင်ငွေကြေးကိစ္စကြောင့်ထောင်ထဲကိုရောက်လာတဲ့ MU ဆိုကိုအချင်းတောင်ရာရှိတွေကပြင်းထန်စွာရိုက်နှက်ပြီးတော့ချိန်နှံပေးခဲ့ပါရီပြင်းထန်တဲ့ချိန်ထန်ကြောင့် MU လည်းတော်တော်လေးထိနာခဲ့ပါရီပြီးတော့ဆုတ်ပြတ်နှုတ်ချနေတဲ့အချင်းတောင်ရဲ့အဆိုအဝါဆုံးခန်းထဲမှာလှောင်ပိတ်ခံထားခဲ့ပါရီ MU ကဒီလိုမျိုးဆုတ်ပြတ်ပြီးတော့ဂျက်ဆက်လုံးနဲ့ချင်းထောင်ထဲကိုရောက်လာတာတော်တော်လေးနောင်တရခဲ့ပါရီ ်အစာရေစာလည်းမကျွေးမွေးတဲ့ပြင်ခဏခဏလည်းနှိပ်စက်ရိုက်နေခံရတာကြောင့်အမျိုးတယောက်လည်းလှုပ်တော့မှမလှုပ်နိုင်တော့ပါဘူးအပြက်ပြီးတော့ပြက်လဲတော့မယ့်အခြေအနေတောင်မှဖြစ်နေခဲ့ပါပြီ သူ့ကိုယ်သူလည်းမထင်းချုံနိုင်တော့တဲ့ပြင်အဖက်ဖက်ကနှိမ့်ဆက်နေရတဲ့ကြောင့်လေသူတတော်ကုန်မှစိတ်ထဲကျနေခဲ့ပါတယ်ဒီလိုနဲ့ထောင်ထဲမှာဖျက်တမ်းလာတာစနစ်နေနီးပါးရှိလာပြီးအမ်မြူတယောက်လည်းတော်လေးကုန်မှနေသားကျခဲ့ပါပြီဒီလိုနဲ့ဒီနေ့မှာတော့အမ်မြူတယောက်သူ့ဘဝအကြောင်းကိုတွေးတောနေရင်ရုတ်တရက်ကျမ်းပြင်ကအကွဲလာတာကြောင့်အမ်မြူထိတယ်သွားခဲ့ပါတယ်ပြီးတော့ကျမ်းပြင်ကအကွဲပြီးတော့လူတယောက်ထွက်လာခဲ့ပါတယ်သူလည်းတရေချင်းပြီးတော့တော်တော်ထိတယ်သွားခဲ့ပါတယ် တကယ်တော့ဒီလူဟာထင်ထားသလိုတရေမဟုတ်ပါဘူးထောင်ထဲမှာနေတာငားနဲ့နှီးပါရှိပါပြီသူကအုံးမင်လိုင်ကန်းကိုဖောက်ပြီးတော့ထောင်အတွင်းထဲကိုပြန်ဝင်လာတာကြောင့် MU တယောက်ဖော်ရသွားခဲ့ပါပြီတယောက်ထဲနေလာတာကြပြီဖြစ်တဲ့ MU တယောက်ရုတ်တရက်ဖော်ရလာပြီဖြစ်တာကြောင့်စိတ်ထဲတော့အနှင်းငယ်တက်တာရရှာသွားခဲ့ပါတယ် ဒီလိုနဲ့နေရောက်သားထောင်ခန်းတွေကိုချက်ကျော်ပြီးတော့တခန်းနဲ့တခန်းကူးလာကြပါရည်ဒီလိုနဲ့တခန်းနဲ့တခန်းကူးလာကြရဲ့နောက်ဆုံးခန်းတွေကအကွဲနေတဲ့ပြင်ကြောက်ဆိုင်ကြောက်သားတွေကပြိုကျတော့မယ့်အနေထားလေးဖြစ်နေပါပြီသူတို့နှစ်ယောက်ကနေများစွာအမှောင်တူထဲမှာနေရမယ့်ကာလကိုဖြတ်ကျော်ပြီးတော့အပြင်လောကရဲ့အလင်းရောင်ကိုညီရဖို့အတွက်စူးစမ်းနေတာဖြစ်ပါရည် ဒါကြောင့်လေလမ်းပြမြေပေါ်တစ်ခုကိုကင်ဆောင်ပြီးတော့အပြင်ကိုထွက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ပြီးတော့အဘီကသူ့စပင်ကိုဖြတ်ပြီးတော့မီးရရှိအောင်ကြိုးစားပါတယ်။ပြီးတော့အစာရေစာရအောင်လေဖန်တီးပေးပါတယ်။ဒီလိုနဲ့အဘီဥဆောင်ပြီးနှစ်ယောက်သားထောင်ထဲကနေရုံးထွက်နိုင်အောင်ကြိုးစားဖို့နီးလဲရှာကြပါတော့တယ်။ဒီလိုနဲ့နှစ်ယောက်သားဖက်ဖက်ကခဏရေရှိလာအောင်တိုက်ရေခိုက်ရေဆွဲရေမြင်မာလာအောင်ကြိုးစားပါတော့တယ်။နောက်တော့စကားစပင်ပြောကြရင်မှအဘီဟာတိတ်ကုံမှာချမ်းသာတဲ့မိသားစုကနေစဉ်တက်လာတယ်ဆိုတာအမြူတိလိုက်ပါတော့တယ်။ ပြီးတော့အခုထောင်ထဲမှာနပိုလီယန်တွေရှိနေကြောင်းထပ်ပြီးတော့ထူးခြားတာကထောင်ထဲမှာရနာတိုင်းရှိနေတဲ့အကြောင်းမှာအဘီကပြောခဲ့ပါတယ်တနေ့မှာတော့နှစ်ယောက်သားအပြင်လောကကိုရောက်ရှိဖို့အတွက်တင်းတူးနေကြရင်းနဲ့တပင်အောက်ကအမြင့်တွေကိုတွေ့ရှိခဲ့ပါတယ်ဒါကြောင့်မျောလင်းချက်ရောင်ကြီးတွေမြင်တွေ့ရပြီဆိုပြီးတော့တပင်ကိုဆက်တူးနေရင်အချိန်အပြင်းလာကြောင်းကြောက်ဆိုင်ကြောက်သားတွေပြိုကျလာခဲ့ပါတယ်ကျောက်ဆိုင်ကျောက်သားတွေပြိုကျတာကြောင့်အသက်အရွယ်ခန္ဓာရည်မရှိတော့တဲ့အေဘီတယောက်ဟာရှင်ဘက်ထဲမှာဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ် နောက်ဆက်တွဲစိုးကျိုးနေနဲ့အဆုတ်ကိုထိပြီးတော့အဘီတယောက်အသက်ဆုံးရှုံးတဲ့အထိဖြစ်ခဲ့ရပါတယ်။အဘီတိတ်ဆုံးသွားတာကြောင့်အမျိုးတယောက်လည်းတော်တော်လေးစိတ်ထိခိုက်ကြေကွဲသွားခဲ့ပါတယ်။အဲ့ချင်းထောင်မိုးတယောက်အစာလာပုတ်ရင်နဲ့တိတ်ဆုံးနေတဲ့ရှုပ်လောင်းကိုတွေ့ခဲ့ပါတယ်။ဒါကိုအမ်ယူလည်းခွင့်ကောင်းရှုပြီးတော့အပြင်ထွက်ခွင့်ရှာဖို့အတွက်အဘိအလောင်းနဲ့ဝင်ပြီးတော့အပြင်ထွက်ဖို့ကြိုးစားပါတော့တယ်။အဲ့လိုနဲ့အဘိအရုပ်လောင်းမှာအဘိတယောက်အစာထိုးပြီးတော့ပင်နေလေးကိုမျောခံရတော့မှဖြစ်ပါတယ်။ အဓိကကတော့သူအပြင်ရောက်ဖို့ပဲဖြစ်ပါတယ်။ဒီလိုလူစားထိုးတဲ့စီစဲကိုနောက်တော့ထောက်သားတယောက်တိသွားပြီးတော့အရာရှိတွေကိုចောင်းချဖို့လုပ်ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီ။အမျိုးတယောက်ကအရာရှိတွေနဲ့လုံထွေတက်ပုတ်ပြီးပင်လယ်ထဲရောက်သွားခဲ့ပါပြီ။ဒီလိုနဲ့ပင်လယ်ထဲမှာအဆိုင်ကြမြင့်စွာကုခတ်လာပြီးပင်လယ်ကမ်းခြေတစ်ခုကိုရောက်တဲ့အခါတပြားတွေနဲ့ထပ်တွေ့ပါတယ်။အဲ့ဒီတပြားတွေကအမျိုးကိုသူတို့တပြားအဖွဲ့တဲဝင်မလား။ ဒါမှမဟုတ်အသက်ခံမလားဆိုပြီးတော့ချင်းချောက်ပြောဆိုခဲ့ပါတယ်။အမ်ယူကဒါကိုလက်မခံမင်းတပြောင်ရီနဲ့နှစ်ဖူးတွေ့ဓာတွေ့ရင်ဆိုင်တိုက်ခိုက်ပါတယ်။ဒီလိုနဲ့တိုက်ခိုက်မှုပြီးအမ်ယူအောင်မြင်သွားခဲ့တဲ့အခါကပတင်ကအမ်ယူကိုချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ပြီးတော့အမ်ယူဘဝအကြောင်းကိုမေးတော့ကမ်တိတ်တယောက်သူ့ဘဝဆက်ကြောင်းကိုတနာသွားခဲ့ပါတယ်။နောက်ဆုံးတော့သူတို့ဖွဲ့တဲ့ကိုအမ်ယူကိုဝင်ကင့်ပြုတ်လိုက်ပြီးတော့ရှစ်ချောင်းတစ္ဆာရှိရှိအလုပ်လုပ်ကြဖို့တိုက်တော်ခဲ့ပါတယ်။ ဒီလိုနဲ့ပလေကန်းချီကနေခေးဆက်လာရင်အန်ဂျီတို့ဟာမြို့တစ်မြို့ကိုရောက်လာခဲ့ပါတယ်ဒီလိုနဲ့တနရာပြီးတနရာကိုခေးဆက်လာကြရင်ချွန်းတချွန်းကိုရောက်ရှိလာခဲ့ပါတယ်အန်ယူလေအဲ့ကြုံမှာရနာတိုက်များရှိမလားဆိုပြီးတော့ရှာဖွေဖို့စ조사ပါတော့တယ်ဒီလိုနဲ့ရှီအောက်သေးကိုရနာတိုက်များတွေးလို့တင်ညာစင်းရှာရင်းနဲ့နောက်ဆုံးတော့ရနာတစ်တာကြီးကိုရှာတွေ့ခဲ့ပါပြီတစ်တာထဲမှာဝေဒီကားပြားရောရွှေရောတွေ့ခဲ့တာကြောင့်အန်မီတို့တော်တော်လေးကိုမှပျော်ရွှင်ခဲ့ကြပါတယ် အနည်းငယ်တလားဒုက္ခခံပြီးတော့နောက်ဆုံးမှာတော့ရနာတိုက်ကြီးကိုအမြင်စာရှာတွေ့ခဲ့ပြီဖြစ်ပါတယ်။